နမဲချင်းမင်းသမီးတွေနဲ့ပါယွန်ခဲ့တဲ့အကြောင်းအရာတွေကိုအကုန်လုံးဖွင့်ချလိုက်တဲ့အောင်လာအောင်လာနဲ့ဝိုင်းစုခံတဲ့ရဲ့အင်အောင်ရေးဟာအစမပြေတာနှစ်နေခဲ့ကြခဲ့ပြီးပဲဖြစ်ပါတယ်။ဒီနှစ်ထဲမှာတော့သူတို့နှစ်ယောက်ရဲ့ပြဿနာဟာပိုပြီးတော့ကြီးထွားလာခဲ့ပါတယ်။အလာကထောင်ခန်းနေလွတ်လာပြီးနောက်ပိုင်းမှာဝိုင်းစုခန်တဲ့ရဲ့အကြောင်းတွေကိုသင်ထဲမှာထည့်ရေးပြီးတော့ရေးသားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဝိုင်းစုခန်တဲ့ကို ပိုင်ဆိုင်မှုတဝက်ခွဲပြီးတော့ကြွားရှင်းမှုလည်းတောင်းဆိုခဲ့ပါသေးတယ်။ အင်အောင်ရေးကမကောင်းတဲ့ဝိုင်းစုအတွက်အားလုံးကတော့စိတ်မကောင်းဖြစ်ခဲ့ကြတာပါအခုတခါမှလည်းအွန်လိုင်းရဲ့အတန်ဖိုင်တွေထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ဝိုင်းစုရဲ့ဘဝဟာထင်သာတာတက်ဖို့ တနာစရာကောင်းကြောင်းပေါ်လင်းလာခဲ့ပါတယ်။အင်္ဂါဟာတော့အယက်မူရင်နေဆက်တာဒုနဲ့ရိုက်တာတောင်ကျနာတွေကိုလည်းဝိုင်းစုခန်းသိန်းကဘာမှပြန်မလုပ်ခဲ့ပါဘူး။ဒါပေမဲ့လည်းအင်္ဂါဟာတော့အစ်စ်တွေတက်လာပြီးတော့အိမ်တော်ရေးဖောက်ပြန်မှုတွေကိုပါ ပြုလုပ်လာခဲ့ပါတယ်။ဝိုင်းစုခန်းသိန်းဟာတော့ပွဲတွေမှာတချင်းတွေဆိုပြီးတော့ပတ်ဆက်တွေရှာနေတဲ့ချိန်မှာတော့အောင်လာကအချားမိမတွေနဲ့ဖောက်ပြန်နေပါတယ်။အောင်လာဟာတော့အမျိုးသမီးပေါင်းများစွာနဲ့ကျူးလွန်ခဲ့ပြီးလူတွေများလွန်းတာကြောင့် မှတ်တာမမှတ်မိတော့ပါဘူးအွန်လိုင်းနဲ့မားခဲ့တဲ့အမျိုးသမီးတွေထဲမှာမြန်မာနိုင်ငံကနမဲကြီးမိသမီးတွေနဲ့မော်ဒယ်တွေလည်းပါဝင်သလိုအိမ်တော်ရှိကလေးမအေးတွေလည်းပါတယ်လို့ဆိုပါတယ်အွန်လိုင်းဟာတော့နိုင်ငံတော်ဆိုတော့တူဖြစ်တာကြောင့်သူကိုအဲ့လိုအမျိုးသမီးတွေကသဘောကျနေကြပြီးမဖွဲ့မရဓာတ်ပုံတွေဗီဒီယိုတွေလာပို့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီနေ့ကအပြင်မှာတွေ့ရင်လည်းမမိတာဖြစ်ကြောင်းကိုအောင်လာကဝန်ခံခဲ့ပါတယ်။အောင်လာဟာတော့မျိုးသမီးပေါင်းများစွာနဲ့ဝါစုကိုတော့တကယ်စစ်တယ်လို့ဆိုခဲ့ပါတယ်။ ငါ့ကိုလာဖမ်းဖို့ခွလုတ်ဖို့ဆိုတာအဲ့ဒီစရင်အမတ်တွေကိုချိုးပေါက်ထားတဲ့ဝိုင်းစုအပေါ်မှာလည်းအိမ်တွေစံဖတ်မှုတွေကိုလုပ်ခဲ့သူပါအတန်ဖိုင်ထဲမှာလည်းဝိုင်းစုရဲ့အသက်ကိုချင်းချောက်ထားတဲ့ဇာတ်ရီလေးပါဝင်ခဲ့ပါတယ်အွန်လိုင်းရဲ့နာကြီးဇာတ်ရီကိုသူအေးအေးနဲ့နားထောင်နေတဲ့ဝိုင်းစုရဲ့ခန်းစားချက်တွေကဘလောက်တောင်ပြင်းထန်နေမလဲဆိုတာတော့နားထောင်ကြည့်ရုံနဲ့သိမယ်လို့ထင်ပါတယ်ဝိုင်းစုခန်းထဲဟာတော့သူ့ပေါ်သစ္စာရှိပင်ရဲ့ရပြီဆိုပြီးတော့အရာရာကိုတီးခန့်တက်သူပါအွန်လိုင်းရဲ့လုပ်ရက်တွေကတော့ နားထောင်နေသူတွေတောင်မှဒေါသထွက်ပေါ်လာစေခဲ့မှာပါ ဝိုင်းစုပေါ်မှာလည်းတနာကယုနာ ဖြစ်လာစေခဲ့ပါတယ်အလှပေးခဲ့တဲ့တရားရဲစားကဝိုင်းစုမှာယူမတက်ဖြစ်ခဲ့ရပါတယ်အလှဟာတော့သချင်းတွေဖန်တီးတဲ့နေရာမှာတော့နမည်ကြီးတဲ့အမှုပညာရှင်ဖြစ်ပေမဲ့ဒီလိုမျိုးလုပ်ရကြောင်းအလှဟာအဆက်ကွဲခဲ့ရပါတယ်အောင်လာကိုအပြစ်ပြောဆိုတာတွေလည်းရှိသလိုဝိုင်းစုကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ် အောင်လာနဲ့ဝိုင်းစုတို့ရဲ့အတောက်ဖိုင်တွေဟာညရင်ချင်းပြန့်နှံ့လာပြီးလားညရင်ချင်းပြန့်နှံ့လာပြီးနောက်ပိုင်းမှာတော့အောင်လာဘက်ကဘလိုမျိုးချက်ချင်းတုတ်ပြန်လာမလဲဆိုတာကပြည်သက်တွေကသိကျင်နေကြတာလည်းဖြစ်ပါတယ်။အောင်လာလိုသစ္စာမရှိတဲ့ယောက်ျားနဲ့ဆက်ပြီးတော့အပေါင်းအသင်းမလုပ်ဖို့အတွက်ဝိုင်းစုကိုတွန်းအားပေးနေကြပါတယ်။အောင်လာကိုအားပေးတဲ့သူတွေကလည်းသူ့တခြင်းကို မပြည့်ချင်တယ်လို့ပြောခဲ့ကြတဲ့ဒီဒေါသတွေထွက်ပေါ်လာခဲ့ကြပါတယ်။နမကြီးမင်းသမီးတွေနဲ့ပဲကျွလုံမိသားကြောင့်ဂုံယူနေတဲ့အောင်လာနဲ့ပတ်သက်ပြီးပြည်သူကြီးရဲ့မြင်လေးကိုပြောပြလာခဲ့ပါအောင်နော်။ကျွန်တော်တို့ပြောတော့မပြောနဲ့လို့ကိုနာချင်တာဒီလိုပုံစံမျိုးမဟုတ်ဘူးဆိုဒီလိုပုံစံမျိုးမဟုတ်ဘူးဆိုပြီးဝန်နေစွာပြောပြလာတဲ့တဲ့တယောဆောင်တမောမြင်ပြည်သက်တွေနဲ့ဆက်တဲ့လုံဝပြတ်တောင်းနေတဲ့အတွက်သူမကတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်အဲ တော့လူဆောင်တမန်ကတော့ဇမရဲ့အခြေအနေပြင်ကြားတော့အကြောင်းအရာမျိုးမျိုးကြောင့်အနုပညာလုပ်တွေကိုဇက်တိုက်လုပ်လို့မရတော့တဲ့ဒီဖြစ်နေကြောင်း Facebook စာမျက်နှာတက်ကရေးပွဲလာခဲ့တာပါ 2012ခုနှစ်မှာကိုဗစ်ကရောဂါဝင်လာတဲ့ချိန်မှာစတင်ပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ချိန်တည်းလက်ရှိချိန်နေတည်းအမှုပညာလုပ်တွေကိုလုံးဝရန်နာထားတာကြောင့်အမှုပညာသမားများစုကအပြင်စီးပွားရေးတာမှမဟုတ်အလုံးမလုံးပဲအိမ်မှာပဲအချိန်ကုန်နေရတာတွေရှိနေခဲ့ပါတယ်။အဲ့ဒီထဲမှာမှတယုံဆောင်တမုံမြက်လည်းအပါဝင်ပဲဖြစ်တဲ့ပြင်ဒုမဟာတော့အရင်ပြားလေးပဲနားလေခန်းစားနေရသူလည်းဖြစ်ပါတယ်။ ကျမတွေ့ခဲ့တာအသက်40ကျော်လောက်ဆိုရင်နားမယ်ပေါ့နားမယ်ဆိုတာအသက်မွေးဝမ်းကြောင်းတစ်ခုနဲ့နားမယ်လို့ပြောတာပါလုံးဝဆွလွန်နိုင်တာမဟုတ်ပါဘူးတချို့အရန်ကိုသဘောကျတဲ့ဇက်ရုပ်တွေဆိုရင်ပြနေရိုက်ကူးချင်ပါတယ်ခလေးတွေကိုလည်းအချိန်ပေးမယ်ပြုစုပြောထောင်မယ်ကိုဝါသနာပါတဲ့အရာလေးတွေကိုလည်းလုပ်ရင်းနဲ့ဘာသာရေးလည်းလုပ်ရင်းဘဝကိုအေးစစ်စစ်ဖြတ်သန်းမယ်ပေါ့အခုတော့နားလိုက်ရတာဆက်လုပ်လို့ကိုမရတော့တာပါ ပထမကိုဗစ်ဒုတိယကိုဗစ်ဖြစ်ပြီး တတိယကိုဗစ်ချိန်နေမှာတော့အရေးပါလိပတ်နာဖြစ်လို့လုံးလုံးကိုနားလိုက်ရတာပါတကယ်ပါပဲကိုနားချင်တာဒီလိုမျိုးမဟုတ်ပါဘူးပရိသတ်တွေနဲ့ပါဆက်သွယ်ပြတ်တောက်နေပြီဆိုပြီးသူမရဲ့ Facebook စာမျက်နှာမှာဝယ်နေစွာဖြစ်ရေးသားဖော်ပြခဲ့ပါတယ်အရမင်းမြင့်ချစ်စပွဲမျက်နှာလေးဖြင့်သရုပ်ဆောင်ပြပြမှုကြောင့် Academy တမုံမြင့်ကတော့ပရိသတ်ခိုင်မာရရှိထားတဲ့အထိတ်တမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ် ယခုရွယ်ထီလဲပြိသက်အပေးမှုကိုအပြေဝါရရှိထားစေလဲဖြစ်ပါတယ်။အသက်လေးဆက်လို့မထင်ရတော့အောင်နှုတ်ပြလပနေစေလဲဖြစ်ပါတယ်။သမုံမြင်ဟာတော့ဆိုရှယ်မီဒီယာကိုလည်းအရင်ကထက် အသုံးပြုမှုနည်းပါးတာလည်းတွေ့ရပြီးယခုနောက်ပိုင်းမှာတော့တလမတခါ post post တောင်တင်နေရှိသူလည်းဖြစ်ပါတယ်။ဒီမှာကတော့ဇွန်လ23ရက်နေ့မှာအသက်40ကျော်ဖြစ်ခဲ့တာဖြစ်ပြီးအခုအခါမှာတော့ social media ကနေတစင်းသူမရဲ့ခံစားရတဲ့ရောဂါဝေဒနာကိုရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။သာသမီနှုတ်နဲ့တူတာယာပြောရွှေနဲ့အိမ်တော်ရေးကိုပိုင်ဆိုင်ထားတဲ့သရုပ်ဆောင်တမွန်မြားကတော့အမှုပညာလုပ်တွေကိုလည်းလုံးဝရနာထားရပြီးသူမရဲ့မိသားစုနဲ့သာအချင်းကုန်နေတဲ့သူပါ။သရုပ်ဆောင်တမွန်မြားနဲ့ခင်မဖြစ်သူကိုစံနိုင်တော့ဟာ 2014ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာမင်္ဂလာပွဲကျင်းပပြီးထိမ်းမှားခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့တာကြီးအချင်းနဲ့တမီးလေးလဝင်းမေဆိုတဲ့ချစ်စပွဲကလေးနှုတ်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။အင်းအောင်တတ်တန်းရှစ်နှစ်တွင်မှာတော့တာယာရေးကျန်တဲ့မိသားစုပွားလေးကိုတီထောင်နိုင်ခဲ့လို့ပြည်သက်အားကြရတဲ့မိသားစုလေးဖြစ်လူသိများလာခဲ့ကြပါတယ်။ပြည်သက်အားကြတဲ့မိသားစုလေးလည်းဖြစ်ပါတယ်။တရုတ်စာတမောင်မြေဟာတော့2010ခုနှစ်တွင်အကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကို အာရရဲ့အင်းဝရဲ့ဒါသရဲ့ဆိုတဲ့ရုပ်ရှင်ဇာတ်ကြီးနဲ့အကယ်ဒမီစုကိုစခုနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့2016ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုချစ်လာစားသောအမုန်းနဲ့ဒုတိယကြိမ်မြောက်ရရှိခဲ့သူပါ။တိုင်နဂုံရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးအခုလိုမျိုးဟောပြောချက်ထုတ်လာခဲ့တာကတော့ငကားမဲတော်မလေးအမီဆန်ပဲဖြစ်ပါတယ်။အမီဆန်ကတော့ရရကိုစိုသိနိုင်စွမ်းရှိသူဖြစ်ပြီးတော့သမရဲ့အစွမ်းနဲ့လည်းဟောကိန်းထုတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့ ်တက်ပြီးတော့ဘူကတာမျိုးမရှိတော့ဘဲညိနေခဲ့ပေမဲ့လည်းဒီတစ်ခါမှာတော့သူမရဲ့စွမ်းတွေကိုထုတ်ပြခြင်းနဲ့စိတ်ကထိန်းလို့မရနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့ကိုလရှိမပရိသတ်တွေကမှအရန်ကိုအားကျနေတဲ့ပိုက်တကွန်ပန်ဂုံနဲ့သူ့ရဲ့ချစ်သူကောင်မလေးတို့ရဲ့မင်္ဂလာသတင်းလေးပေါ်မှာသူမရဲ့အစွမ်းအာရုံတွေကိုအခုလိုမျိုးဟောပြောချက်ထုတ်လာခဲ့ပါတယ် ပန်နဂိုနဲ့သူ့ရဲ့ကောင်မလေးကတော့လင်းနစ်ကြော်ကြားချစ်သူတွေဖြစ်လက်တွဲခဲ့ကြပြီးတော့အခုချိန်မှာတော့ပန်နဂိုရဲ့ကလေးတိုင်းတမိုးထားပြီးတော့လက်ထပ်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။ရုတ်တရက်လက်ထပ်ခွင့်တောင်းလိုက်တဲ့သတင်းတွေတက်လာတဲ့အချိန်မှာတော့ပြည်သက်တွေကလည်းမယုံနိုင်တော့အောင်အယံကိုအားတင်သွားခဲ့ပါတယ်။ပန်နဂိုကိုလည်းနှမျောခဲ့ကြပြီးမဲ့ချစ်တဲ့မိန်းကလေးနဲ့ပျော်ရွှင်သားရတဲ့မိသားစုပါလေးကိုတီထောင်နိုင်မှာဖြစ်တာကြောင့်အလုံးကတော့ထပ်တူထပ်မြဝမ်းသာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတော့ငကားမလေးအမီဆန်က ပန်နဂိုရဲ့အခြေရေကိစ္စနဲ့သူ့ရဲ့ထိမင်ယူဆချက်အမြင့်အယုံတွေနဲ့ဟောပြောကိန်းထုတ်လာခဲ့ပါတယ်။အမီဆန်ရဲ့ဟောပြောချက်ရဆိုရင်ပန်နဂိုတို့အခြေရေကတော့အရန်ကိုတရားဖြောက်ပြူတော့မှဖြစ်ပြီးတော့လက်ထပ်မယ်ဆိုရင်လည်းလက်ထပ်လို့ရနေပြီလို့သိရပါတယ်။ပန်နဂိုကတော့သူ့ရဲ့ခြေတူကောင်မလေးပေါ်မှာအခုလိုမျိုးသစ္စာရှိစွာနဲ့လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီးတော့မန်ကန်တဲ့မြစ်တာမျိုးကြပဲသူတို့နှစ်ယောက်ရဲ့အခြေလန်ခီဟာတရားမယ်လို့အမီဆန်ကဟောပြောကိန်းထုတ်ခဲ့ပါတယ်။ ပန်နဂွန်ရဲ့တက်ရွယ်ကလည်းအခုဆိုရင်28နှစ်ပြည့်ပြီဖြစ်တာကြောင့်တည်ငြိမ်ရင့်ကျက်ပြီးတော့ကိုဘသာကိုစင်စားဆုံးဖြတ်နိုင်တဲ့အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်လက်ထပ်ဖို့အတွက်လည်းတင့်တော်နေပြီလို့ပြောလာခဲ့တာပါ ပိုင်နဂိုရဲ့ချစ်သူမင်းကလေးကလည်းပိုင်နဂိုခက်ခဲနေတဲ့အချိန်တွေမှာဘေးကနေရှိနေခဲ့ပြီးတော့နားလည်မှုရှိရှိနဲ့လက်တွဲခဲ့ကြတာဖြစ်တဲ့အတွက်ရွေးချယ်မှုလည်းမှန်ကန်ကြောင်းထောက်ပြပြောဆိုလာခဲ့ပါတယ်။အင်မီဆန်ကလည်းသူတို့စုံတွဲလေးကိုကြည့်ပြီးတော့အရန်အားကြရတဲ့အတွက်သူမကိုယ်တိုင်ကလည်းလက်ထက်ခွင့်တောင်းခံခြင်းနဲ့စိတ်တွေတစ်ဖက်ဖက်ထွက်ပေါ်လာတယ်လို့ဆိုပါတယ်။